ရုတ်ကြောက်ပဲတရုတ်ကြောက်ပဲကျွန်တော်တို့မြန်မာနိုင်ငံဒုက္ခရောက်သလိုတရုတ်ကြောက်ပဲကျွန်တော်တို့ဒေါ်လာရေးလဲနိုင်နေတာအမှန်ပဲအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာသတင်းထူးသတင်းဦးတွေကိုကြည့်ရှုနှာစင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်အော်ပြောချင်တာကအေးသတင်းပေးရရပါတယ်အေးသတင်းရမှကျွန်တော်တို့ဟာသူ့မှာပါရှိလေကိုကအဲ့ဒီသူ့နဲ့တာဘူးလို့လုံးမယ်ဒါမှသွားချလို့ရမယ်အခု ဘသူမှညင်းလို့မရတဲ့ချက်ကညီနောင်မမိတ်သုံးဖို့ရဲ့၁၀၂၀ကိုစစ်စင်ရအောင်မြင်မှုတည်းညီနောင်မမိတ်သုံးနေတဲ့ drone နဲ့ jammer တွေကြောင့်အနိုင်ရတယ်စစ်အာဏာရှင်နဲ့တာလို့စစ်ပွဲတွေရတယ်ဆိုတာဒါဘသူမှမငြင်းနိုင်ဘူးအရှင်းမြောက်တိုင်းစစ်ဌာနချုပ်တို့ကိုသိမ်းဖို့ဆိုတာညီနောင်မနိုင်ပုံပွဲမှာကနလေချောင်းပစ်ကူဖြစ်တဲ့အဲ့ drone တွေဒီစစ်ကောင်စီကလာမဲ့ drone တွေကိုပြစ်ချနိုင်တဲ့ jammer တွေစစ်ကောင်စီနဲ့မတာဘဲနဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးအရှင်းမြောက်တိုင်းစစ်တပ်ကမှဒီတိုင်းမှုတွေတယောက်ပြီးတယောက်လဲနေတာအလကားလဲနေတာမဟုတ်ဘူး သူတို့မနိုင်လို့လဲနေတာသူတို့ငုတ်ထိုင်တာမဟုတ်ဘူးသူတို့ဒီတိုင်းလက်နဲ့ချလိုက်တာမဟုတ်ဘူးဒီတိုင်းယော့အင်းဆိုတော့သူစစ်စနာကြိုးပေးလိုက်ဘူးဒီကတိုက်ယူရတာမနိုင်လို့ဘုံနေကျဲလို့သူတို့အသက်တွေသေလို့နောက်ဆိုစားစရာပြက်ပြက်လို့သူတို့ကနောက်ဆိုရှင်းရှင်းပြောရင်မနိုင်လို့သေးမှာကြောက်လို့လက်နဲ့ချတာဘယ်သူမှလုံလန်းလက်နဲ့ချတာမဟုတ်ဘူးဒါဆိုရင်ကျွန်တော်တို့ဘက်ကအဲ့ဒါကြီးရှိဘူးလို့အဲ့ဒါကလေအဲ့ဒါမျိုးစီစဉ်နိုင်ဖို့အဲ့ဒါမျိုးအရှိကိုကြိုးကြုံမြင်ပြီးတော့ခြေလန်းဆယ်လန်းလောက်ကြုံမြင်နိုင်ဖို့ ဆရာနာရှင်မှာရှိနေတဲ့အရာတွေအားလုံးကိုကျွန်တော်တို့ဘက်ကခေါင်းဆောင်တွေကကြိုသိပြီးတော့အဲ့လိုမျိုးတချို့တွေဒလန်တွေမြုပ်ထားပြီးတော့သူဒီမဟုတ်လေအဲ့ဒီ CDN တွေရဲ့တစင်သွားပြီးတော့လုံနိုင်တဲ့အရေးချင်းอ่ะအဲ့ဒါ leadership skill ပဲလေအဲ့ဒီ leadership skill မရှိဘဲနဲ့ဒီလောက်ကြီးမားတဲ့ဒီအသေးတကြတီဆောက်ထားတဲ့ဒီ execution တခုလုံးကိုဘယ်လိုလုပ်ဖြိုမှာလဲအဲ့တော့ဆရာနာရှင်တွေရဲ့အုံနှောင်းနဲ့ကျွန်တော်တို့အုံနှောင်းပြိုင်နေကြတာပဲအဲ့တော့ကျွန်တော်တို့ရဲ့အားသာချက်က ကျွန်တော်တို့မှစိတ်သက်ရှိတာမှန်တယ်။အားနည်းချက်ကကျွန်တော်တို့မှဘာမှကြည့်ဘူး။ပြည်သူကိုပဲအားကိုးပြီးလှုပ်ရတာ။ဒါပေမဲ့ပြည်သူကြီးပဲထိုင်အားကိုးနေပြီးအေးဒီတာရှစ်စကေးမရှိလဲအောင်မြင်မလား။ဆက်ရလာရှင်ကိုတို့ထိုင်တာမဟုတ်သူကလိုက်ဖာမှာ။သူကလိုက်ပြစ်မှာ။သူကအကုန်ရေးယူမှာ။ဂျီပီကုတ်ဂျူဝင်လိုက်ရှင်မှာ။အဲ့ဒါကိုခုခံဖို့အတွက်ကိုယ့်ဘက်ကနေလက်နဲ့စူရတယ်၊အင်အားစူရတယ်၊လူရင်အားစူရတယ်၊သတင်းချက်လက်စူရတယ်၊နေရာတွေယူရတယ်၊မဟာမိတ်ရှာရတယ်။စူပေါင်းမှုတွေ ချိတ်ဆက်မှုတွေညှိနှိုင်းမှုတွေဆွေးနွေးမှုတွေကနေပြင်ဆင်ရတာပြောတဲ့အကဒေတာတစ်ခုတည်းရက်ွက်တစ်ခုတည်းတနိုင်ငံလုံးအတိုက်အတာနဲ့မြို့ပေါင်း300ကျော်ဆရာနာရှင်စစ်စခန်းပေါင်း9000ကျော်ကိုကျွန်တော်တို့ကရင်ဆိုင်နေတာကုဒေတာအတွက်တော့ကိုဟုတ်တယ်ဆိုပေမဲ့လေတနိုင်ငံလုံးအတိုက်အတာနဲ့ချုပ်မိဖို့ COC ဆိုတဲ့ chain of command ဖြစ်ဖို့ဟာဒါတွေအားလုံးကိုအမျှော်မြင်ရှိရှိနဲ့ဒီ policy တွေချ ရှေ့ရီကိုကြိုးစင်းစားပြီးမလုပ်ထားတာမလုပ်ထားပဲねဒီလိဒီအဆင့်ကအော်တိုမက်တစ်ဖြစ်လာတာမှမဟုတ်တာဒါဆိုရင်အဓိကချက်ကပါလေဒီတာရှစ်ပဲခေါင်းဆောင်တွေရဲ့အပြောင်းမြင်ရှိမှုစ조사မှုအားထုတ်မှုကနေကျွန်တော်တို့ရဲ့အောင်ပွဲကိုစုကူပေးနိုင်တာအချောင်းကတော့ဘယ်လိုမှမဖြစ်နိုင်ဘူးကြိုးစင်တာကကြိုးစင်တာက ကျွန်တော်တို့ဒီရှေ့ရှောင်ဤပညာစစ်ပွဲလေဘယ်သူကဤပညာသာမလဲသူဤပညာကိုကဘယ်လိုကြော်ပြနိုင်မှာလဲမြေပြင်မှာတော့ကျွန်တော်တို့ဘက်ကအင်အားလဲသားတယ်စိတ်တက်လဲသားတယ်ဘုဆိုလက်နဲ့လက်သားလာပြီဒါမို့လို့သူတို့လက်နဲ့နဲ့ကိုယ်လက်နဲ့ဖြစ်ပြီငကြင်းစီနဲ့ငကြင်းကြော်နိုင်ပြီဒါပေမဲ့ဝေဟင်းအနေထားအဝေးပြအနေထားချိန်မုတ်ရအနေထားတွေကဤပညာဆိုင်လာပြီ တို့ကိုယ်တိုင်လည်းလေရင်စီတွေပတ်တတ်နိုင်တော့ဘူးလေပြန်နေလည်းတို့ပါပြန်တို့ drone တွေသုံးသွားပြီတကဘာလုံးစစ်ပွဲတွေက drone နဲ့သုံးနေတာအဲ drone တွေကိုပြစ်ချနိုင်တဲ့ jam bar တွေဆင်ရပြီဒါဆိုရင်အဲ့ဒါကိုတရုတ်ရုရှား Ukraine ဆိုတာထက်ကိုယ့်ဟာကိုယ်တော်တဲ့လူငယ်ပညာရှင်တွေပညာတတ်တွေရနေအကြံဉာဏ်ရယူပြီးကိုပစ္စည်းကိုထွင်နိုင်တဲ့အဆင့်ကိုကျွန်တော်တို့ကရောက်လာပြီဆိုရင်တို့ဒီမှာပြင်ဆင်နိုင်ပြီဆိုရင် တို့မဟုတ်ဆက်အနာရှင်မှာရှိတဲ့ဒီပညာတဲ့သာတဲ့ဟာကိုကိုကတနည်းအားရနိုင်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအမြန်ဆုံးပွဲသိမ်းပါအခုပဲကြည့်တို့တက်လာတဲ့တရင်များအရဒီပဲရင်ကိုရတယ်ဒါပေမဲ့တို့အချိန်ပေါင်းမြောက်မြောက်စွာဒီပဲရင်ကိုပုံလာကြရတာရှေ့လျှောက်လေဒီပဲရင်ကိုကိုအုပ်ချုပ်ဖို့တို့လာကြရတော့မှာအဲ့ဒါကိုကြော်လှားနိုင်တဲ့ ဤပညာကိုရှာဖွေနိုင်တဲ့ခေါင်းဆောင်တွေဆိုရင်ကျွန်တော်တို့ကစစ်ပွဲကမြန်မြန်ဆန်ဆန်ပြီးမယ်တော်လိုင်းရမြန်မြန်ဆန်ပြီးမယ်အဲ့တော့အခုကျွန်တော်တို့တော်လိုင်းကြီးမှာအရေးကြီးလိုအပ်နေတာဟာလူသားချစ်တွေပဲမမနဲ့အောက်ခြေပါရှိတဲ့ရဲဘော်တွေတပ်သားတွေပြည်သူတွေထောက်ခံမှုလည်းအရေးကြီးတယ်မှန်တယ်ဒါပေမဲ့ leadership ကအခုပို့ပြီးတော့အခန့်ကာလကြာတယ် PPC တွေကိုဘယ်လိုရှာပေးမလဲဒါဆိုရင်ဒေါက်တာဆဆာထွက်လာတာဒီတို့လားမိစရာမိကုန်ရှိတယ်တော့ သူတို့လှုပ်ရှားနိုင်တဲ့သူ့ရဲ့အဆက်အသွယ်တွေနော်သူ့ရဲ့ထင်ပေါ်ကြော်ကြားမှုတွေနဲ့သူ့ရဲ့မိတ်ဆွေတွေရဲ့တစင်သူနီးပညာရှာရတော့မှာအဲ့ဒီနီးပညာကိုပြန်လဲဖြန့်ဝေပြီးကျွန်တော်တို့ຫນွေဦးဒေါ်လာမှာရှိတဲ့ရှားဓုဘော်လို့ပေါ့နော်ဒီ drone တပ်ဖွဲ့တွေနီးပညာဖန်တီးနေတဲ့ research သုတေသနဌာနတွေကတစင် pass လုပ်ပြီးတော့ကျွန်တော်တို့ကဒီပစ္စည်းတွေကိုကိုယ်တိုင် ထုတ်လုပ်နိုင်ပြီးကိုယ်တိုင် modification မှာ modify လုပ်နိုင်ပြီးပြောချင်တာပြုပြင်ပြောင်းလဲအဆင့်တိုးနိုင်တယ်ဆိုရင် ဥမာဒီမင်းအွန်လိုင်းစစ်တပ်ကကင်တဲ့ drone ဂျမ်ပါကဒီအဆင့်ဆိုရင်ကိုကသူ့နဲ့သာအောင်သူလည်းပစ္စည်းတွေနဲ့ပဲအဓိကပြောချင်တာဒါ electronic ပစ္စည်းတွေနဲ့ပဲလုပ်ထားတာသိကြတယ်ဒီပစ္စည်းတွေအားလုံးဒီ electronic ပစ္စည်းတွေနဲ့လုပ်ထားတာဒီ drone တွေကိုပဲ့ထိန်းတာတွေအားလုံးဒီ drone တွေကိုထိန်းတဲ့စနစ်တွေအားလုံးเนาะဒီဘုံတွေချိတ်တဲ့စနစ်ဘုံတွေဖြုတ်ချတဲ့စနစ်လေးဒီ drone စာလေးပြန်အသေးငယ်အငယ်စားလေးပဲဒါတွေအားလုံးဒီအကုန်လုံး electronic ပစ္စည်းတွေပဲ ပြီးမှရှိတဲ့ဒီကုတ်တွေဘာတွေရှိမှာပေါ့ transporter တွေဘာအမျိုးစုံပေါ့ဗျာအဲ့ဒါဒီအားလုံးကိုကိုကကြော်လွှားနိုင်တယ်သူ့နဲ့သာတဲ့ဟာကိုလုံနိုင်ရင်ကိုရပြီပဲကြကြနေဟာဒီတော်လိုင်းကြီးဟာပညာတွေပြိုင်ပွဲလဲပါတယ်တနက်ရှိုံနဲ့နိုင်ုံမကဘူးကျွန်တော်တို့ဒီပညာပညာချင်းလဲပြိုင်နေတာဉာဏ်ချင်းလဲပြိုင်နေတာအဲ့တော့ကျွန်တော်တို့ရဲ့ရှားဖွေနိုင်မှုကျွန်တော်တို့ပေါ်ရရှိလာတဲ့မိတ်ဆွေများရဲ့အကူအညီရရှိမှု အဲ့ဒီအကူအညီရရှိမှုကိုရှာဖွေပေးနိုင်သောခေါင်းဆောင်များရှိမှုအဲ့ဒီခေါင်းဆောင်များရဲ့အမျှော်မြင်ရှိမှုစ조사အားထုတ်မှုဒီဒီပေါ်မှာအများကြီးမူတည်တာယူကရိန်းကတော့ကံကောင်းတယ်ဒီအမေရိကန်တို့အင်္ဂလန်တို့ဒီကအစင်သစ်သူ့မှာရှိတဲ့လက်နက်ကိုချပေးလိုက်တာယူကရိန်းကတိုက်ထွင်စရာတော့မလိုဘူးပြီးတော့အဲ့ဒီအဲ့ဒီတလက်ကိုဘယ်လိုသုံးရလဲဆိုတော့သူတို့ကအသင်းနားမှာခေါ်ပေးလိုက်တယ်အလကားပြောချင်တာ F16 တိုက်လျင်ပေးလိုက်တယ်အစင်တိုက်လျင်ကိုတခါလေလေယာဉ်မှုတင်နားနေမှာခေါ်ပေးပလိုက်တာပြီးတော့တိုက်လျင်ကိုအလကားလှူပလိုက်တာ ။ဒါကြောင့်အဲ့တိုက်လိုက်ရင်လည်းဥယူကရင်းကစွာကျဲစွာကျဲလုပ်လို့ရပြီ။ပြီးတော့အမေရိကန်ကအဝိပစ်ဒုံးကြီးတွေပေါ့ဗျာ။ခုနောက်ဒုံးကြီးကာကွယ်ရေးစနစ်တွေပေါ့ဗျာအမေရိကန်အဲ့ဒါတွေပေးချလိုက်ပြီ။ပေးချလိုက်တဲ့ခါကျတော့အဲ့ဒုံးကြီးတွေကိုသုံးပြီးဥရုရှားဝင်နှွားပြီ။ယူကရင်းကပရောင်စီဝါပဲ။ယူကရင်းကိုအခြေခံပြီးအနောက်နိုင်ငံများအမေရိကန်ပါဝင် နေတိုးကရုရှားကိုတိုက်နေတာပဲ။ယူကရင်းကလည်းပြောတယ်ငါတို့မျိုးတို့အတွက်တိုက်ပြီးမယ်ငါတို့လက်နက်တာပေး။တင်နန်းတာပေး။ငါတို့ပရောင်စီ ဂျားတွေကနေတစားကန်လောက်ပြီးဟိုတိုက်ပေးမယ်ဒီရုရှားကိုငါတို့လာသိမ်းလို့ယူကရိန်းကပြောတာအယမ်းရှင်းတယ်မင်းတို့လူလာစရာမလိုဘူးမင်းတို့ကိုစားအေရုရှားကိုငါတို့ချပေးမယ်ဘာလို့ငါတို့နိုင်ငံလာတိုက်လို့ဒါပေမဲ့ငါတို့လက်နက်ပေးပတ်စံပေးဤပညာပေးသင်တန်းပေးအဲ့တော့ပြောချင်တာကဤပညာပဲအခုကျွန်တော်တို့ထဲမှာလည်းဤပညာစတိုက်ပွဲစားနေပြီဘာသူ့ drone ကို drone ပဲ drone ကသာလဲသူ့ဂျမ်ပါကို့ဂျမ်ပါပဲဂျမ်ပါသာလဲ ဲ့တော့ပြောချင်တာကလောက်လီကွားနဲ့ပြစ်နေတာမဟုတ်ဘူးရေရွဘုံဒီနဲ့လှမ်းပြစ်နေတာမဟုတ်ဘူး drone နဲ့ပြစ်မှာမိုင်အဲ့ဒီကို drone က my away ဘလောက်ပြန်နိုင်တယ်လဲပြီးတော့ဒီယူသွားမဲ့ရန်သူကိုချိန်မုံမဲ့ဒီဘုံဒီဘလောက်ချိန်နိုင်တယ်လဲအဲ့ဒီချိန်ပြီးတော့ပြစ်ချတဲ့ဟာကဘလောက်ဒီပြစ်မှတ်ကိုတိတိကျသိနိုင်တယ်လဲအဲ့လိုကို drone ဝင်သွားရင်ရန်သူဂျမ်ဘာကိုကြော်ပြီးရန်သူမသိနိုင်အောင်ခိုးဆောင်ခူးဝဲနဲ့ဘလောက်ဝင်နိုင်တယ်လဲဒီပေါ်တွေမှာအားလုံးမူတည်လာပြီပြီးတော့ကိုဘလောက်ဖိုးဖိုးတူဒီ drone တွေကိုသုံးနိုင်တယ်လဲ ထပ်ပြီးတော့မင်းနောက်မေးသေးဘူးအဲ့ drone တွေမှာချိတ်တဲ့ဘုံသီးတွေအရောကိုဘယ်လောက်ဖောဖောတည်တည်သုံးနိုင်တယ်လေဒီပေါ်တွေမှာအခုကျွန်တော်တို့စစ်ပွဲကအနိုင်ဆုံးနေဖြစ်လာနေပြီဒါလေးကို leadership skill နဲ့ပတ်သက်ပြီးအပိုင်းကအပိုင်း6ကိုတင်ပြပေးလိုက်ရပါတယ်ကျွန်တော်တို့ရဲ့ leader များသည်ပညာတတ်တွေဖြစ်ဖို့လိုတယ်ရှေ့အမြင်မြင်ရှိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့မှာတော့ keep ID ပညာနဲ့ပတ်သက်တဲ့ king ခင်မီလူငယ်တွေအမြောက်အများရှိထားတယ်အဲ့ဒါကိုကျွန်တော်တို့ပံ့ပိုးပေးဖို့လိုရတယ်အဲ့ဒီပံ့ပိုးမှုအဲ့ဒီအဆက်အသွယ်ရှာဖို့ကဘယ်သူလုပ်ရမှာလဲခေါင်းဆောင်တွေလုပ်ရမှာလီဒါရှစ်တွေလုပ်ရမှာဒီနီးပညာပြိုင်ပွဲကြီးစပြီအဲ့ဒီနီးပညာနဲ့ဒီပင်းရင်းလည်းရပြီအင်းတော်လည်းရပြီလို့ပြောနေကြတယ်တရုတ်ကိစ္စလည်းကျွန်တော်လည်းအများကြီးပြောထားပြီးသားပါဒါပေမဲ့သေချာတစ်ခုကတော့တရုတ်ကြောက်ပဲ တရုတ်ကြပဲကျွန်တော်တို့မြန်မာနိုင်ငံဒုက္ခရောက်သလိုတရုတ်ကြပဲကျွန်တော်တို့ဒေါ်လာရေးလဲနိုင်နေတာအမှန်ပဲ။မန္တလေးကိုတိုက်မှာပါမဟုတ်ဘူးပါနဲ့ကျွန်တော်ပြောသလိုဝိုင်းပါလေ။လာမှာပေါ့။အချိန်ပေးရမယ်လေ။တရုတ်ဝင်တာကျွန်တော်စိတ်မပူပါဘူး။တရုတ်ကြောင့်ကျွန်တော်တို့အာသာကြက်တွေအများကြီးရှိပါတယ်။အဓိကလက်နက်တွေရတယ်။တရုတ်ကြပဲဦးလာရှုံးတော်ရသွားပြီ။ မမရဲလူငယ်တွေဦးစားပေးသင့်တယ်လူငယ်တွေကိုခေါင်းဆောင်ပိုင်းအတွက်ကျွန်တော်တို့မျိုးဆက်တွေတဲ့မွေးဖွားပေးပေးသင့်တယ်မွေးသင့်တယ်အချိန်ပေးသင့်တယ်သူတို့တွေအားလုံးရဲ့စူးစမ်းအထောက်အမှုကဒီ20ဒေါ်လာရဲ့အသက်ပါအဲ့ဒီထက်မှကျွန်တော်ပြောတာတိုင်းသားလူငယ်တွေလည်းပါတယ်နော်တနိုင်ငံလုံးမှာရှိတဲ့လူငယ်တွေကိုပြောတာကျွန်တော်ကလေချောင်းရံနဲ့ပတ်သက်ပြီးတော့ညိုနီးပညာကျွမ်းကျင်တဲ့လူတော့မဟုတ်ပါဘူးကျွန်တော်အသေးစိတ်တော့ကျွန်တော်လည်းမပြောတတ်ပါဘူးနော်အဲ့တော့ ကျွန်တော်တို့ကတော့အမြဲတမ်းလိုအပ်ချက်ရှိပါတယ်။ငွေကြေးလိုအပ်ချက်ရှိတယ်၊ရန်ပုံငွေလိုအပ်ချက်ရှိတယ်၊လက်နက်လိုအပ်ချက်ရှိတယ်၊ကြည်စံလိုအပ်ချက်ရှိတယ်။နောက်ဆိုဝတ်စုံအားစားအသက်ကယ်အင်ဂျီ၊ကြီးကားအင်ဂျီ၊နောက် helmet ကောင်းထုတ်ပေါ့နော်။အစုံကကျွန်တော်တို့မှာလိုအပ်ချက်ရှိပါတယ်။တမရတော်နဲ့ထွက်တာနိုင်သွားရင်တိုက်ပြေပါပြီဘူးကွာ။ကဘာကြီးလည်းပါပြီဘူး။သူတို့အမေရိကန်နိုင်ငံပဲနိုင်ငံကြီး policy ပြောင်းပါလေ။ အဲ့ဒါသူတို့အမေရိကန်ပြည်သူနဲ့ဆိုင်တာကျွန်တော်တို့နဲ့မှမဆိုင်တာဥမြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စမြန်မာနိုင်ငံပဲဆိုင်တာလေကမ္ဘာစီးပွားရေးနဲ့ကမ္ဘာလုံခြုံရေးကိုမထိခိုက်ပါဘူးသူလည်းထိခိုက်အောင်လုပ်လို့မရပါဘူးသူ့ကိုအတားစီတယ်အများကြီးရှိပါတယ်နော်ဖြစ်မှာကအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲပြည်တွင်းအပြောင်းလဲတော့ဖြစ်နိုင်တယ်ဥမာကွန်ရတော့ကိုဝင်ဖြတ်ချတဲ့ကိစ္စတွေကိုအဲ့ဒါသူတို့အမေရိကန်ပြည်သူနဲ့မဆိုင်တာလေကျွန်တော်တို့ကမ္ဘာကြီးနဲ့မဆိုင်ပါဘူး တို့အမေရိကန်ပြည်တွင်းရေးအပြောင်းအလဲဖြစ်မယ်အဲ့ဒါကိုတို့ကသမရဒေါ်လာထွက်ကသူကိုယ်ဝန်ဖျက်ချတာကိုတားမယ်ပြောရဲတဲ့ဒါနဲ့ကိုသူကိုတို့သမရတင်လိုက်ရင်ကိုကိုယ်ဝန်ဖျက်ချတာသူသူဥပဒေပြုခံပေါ့ဒါတို့ကိစ္စပေါ့ကြောက်ရတာကအမေရိကန်ပြည်တွင်းရေးနဲ့ပဲအများဆုံးသက်ဆိုင်ပါပါကမ္ဘာနိုင်ငံကြီးအပြောင်းအလဲကဘယ်လောက်ကြီးရှိလာမယ်မထင်ပါဘူးကျွန်တော်အမြင်ပြောတာဟုတ်ပါတယ်လေကြောင်းရံသတိထားရမှာပါ အမ်မကွေးမြို့အခြေအနေကတော့ကျွန်တော်လည်းအသေးစိတ်တော့မသိဘူးဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မကွေးလည်းသိရမှာပါပဲ PF မမာတွေကိုတဲ့ NUG ပေးရနေတဲ့စင်ပေးလို့ရနေပါပြီတဲ့ဟုတ်ကဲ့ပါတရာဥမှာပေါ်တာတဲ့ပေါ်တင်ဆွဲနေပါပြီတဲ့ဟုတ်ကဲ့ပါ US ကတော့ကျွန်တော်တော့ဒီစီးရေးကူညီပေးဖို့အစီအစဉ်မရှိပါဘူးကျွန်တော်သိသလားမရှိပါဘူး င်းတို့ရရင်ကောလင်းပြန်ရပြီတဲ့ကတာမှာစစ်ကောင်စီရှိတည်တည်တယ်ဟုတ်ကဲ့ပါဟုတ်ပါတယ်အမျိုးသမီးကောင်းဆောင်မှုတွေအများကြီးလိုအပ်ပါတယ်ကျွန်တော်လက်ခံပါတယ်အမျိုးသမီးကောင်းဆောင်မှုတွေအများကြီးလိုအပ်ပါတယ်ဒါပေမဲ့ကျွန်တော်ຫນွေဥတော်လိုင်းကြီးမှာလည်းအမျိုးသမီးရဲဒီဂျန်စီတွေအများကြီးပါပါတယ်ဒါလည်းကျွန်တော်တို့တည်းအားရစေရပါလူငယ်ဝန်ကြီးတွေကိုနေရာပေးတင်ပါတယ်။နော်မိုက်တို့တို့ပေါ့နော်။ အဲတရုတ်နဲ့ဒီမရောက်လိုင်းတွေကသဘောတူကြရမှာပဲလေငကိုတွေကရမှာပဲလေမရစရာအကြောင်းမရှိမရောက်လိုင်းကတရုတ်ကိုကန်ဖို့ကြိုးစားတာတရုတ်ကနည်းနည်းလေးဖြဲချောက်လဲတော့သူပြတရုတ်အောက်ပြန်ရောက်တာပါပဲအကြောင်းတရုတ်ကတန်ကိုသူပတ်စံချီးတယ်ဘာညာပြောဘလို့ပဲဖြစ်ဖြစ်လေငကိုတွေကဒီဆက်အနာရှင်ကတရုတ်လက်ဆွဲပဲတရုတ်တပည့်ပဲအဲ့ဒါကိုကျွန်တော်တို့ကဘာမှအံ့ဩစရာမရှိဘူးအဲ့ဒီအဲ့ဒီတရုတ်လက်ဆွဲတရုတ်အာကိုဘွားကနေကျွန်တော်တို့ကတိုက်နေတာလေအဲ့တော့ဒါကတိတ်မထူစမ်းပါဘူးเนาะကျွန်တော်ရင်ခုန်စရာမရှိပါဘူး တရုတ်သဘောမတူဘဲနဲ့သူတို့စစ်တပ်အာဏာမသိမ်းရပါဘူးဒါလူတိုင်းသိပါတယ်လေစုပ်ကဝင်လုံးမယ်ဝင်လုံးပါပါအချိန်တစ်ခုလိုနေသေးလို့ပေါ့ဗျာဘလိုင်းတော့ဗျာကိုလူတွေအသေးခံပြီးတော့ကျွန်တော်တို့ကမမလုပ်ခိုင်းပါဘူးဘလိုင်းကြီးကျွန်တော်တို့ကျွန်တော်တို့ရဲ့တော်လိုင်းရဲဘော်တွေကိုသူတို့ဆရာမင်းအောင်လိုင်းလို့သလိုကျွန်တော်တို့အသေးမခံခံနိုင်ဘူးမလို့အလုံးဖို့အချိန်မကြသေးလို့မလုပ်ဘူးလို့ပဲပြောပြရသေးတယ်လို့ပဲပြောရမှာကျွန်တော်တို့ကလူတွေကတော့အလကားနေပြီးတော့အသေးတော့မခံနိုင်ပါဘူးဒါအသေးပြန်မှမရှိတာ MNDA သိမ့်ပေထားရနေရာကိုမြန်မာမွန်ရမလာရလက်တွေအဲ့ဒါမဖြစ်နိုင်ပါဘူးเนาะအဲ့ဒီအဲ့ဒီဥစ္စာကိုကျွန်တော်လုံးဝလက်မခံပါဘူးအဲ့ဒါလုံးဝလက်မခံပါဘူးအဲ့ဒါကလူမျိုးရေးရန်ရန်လာတိုက်တဲ့စကားပါတကယ်လို့ဖြစ်ရင်လည်းဒါနားလည်မှုလွဲကြတာပဲဖြစ်မှာပါဒါလုံးဝလက်မခံပါဘူးကျွန်တော်တို့လူမျိုးရေးလုံနေတာမဟုတ်ဘူးเนาะကျွန်တော်ဘာသာရေးစစ်ပွဲဆင်နေနေတာမဟုတ်ဘူးကျွန်တော်လူမျိုးရေးတိုက်ရကျွန်တော်တို့ကစနစ်ကိုတိုက်နေအာဏာရှင်စနစ်ကနေဒီမိုကရေစီစနစ်ကိုပြောင်းဖို့ကြိုးစားနေတာ တော့လူမျိုးကြီးစကားတွေလာမပြောနဲ့လူမျိုးကြီးနဲ့ရန်လာမတိုက်နဲ့အဲဘသူဘက်ကရေးရေးကျွန်တော်ကဘလောက်တယ်အခုကျွန်တော်ပိတ်လိုက်ပြီနော်လက်မခံဘူးလို့ပေါ့ရခိုင်နဲ့ရိုရင်ကြလည်းရန်လာမတိုက်နဲ့လက်မခံဘူးကျွန်တော်တို့မု슬င်ရေးလုံးနေတာမဟုတ်ဘူးဗုဒ္ဓဘာသာရေးလုံးနေတာမဟုတ်ဘူးရခိုင်ရေးလုံးနေတာမဟုတ်ဘူးရိုရင်ကြရေးလုံးနေတာမဟုတ်နှစ်ဖက်လုံးကိုပြောတာရိုရင်ကြဘက်ကရောရခိုင်ဘက်ရောအဲ့လိုမျိုးတွေလာပြီးရှေ့တန်းလာမတင်နဲ့ကျွန်တော်တို့စနစ်ကိုလုံးနေတာနော်အဲ့လိုရန်တိုက်တဲ့စကားလူမျိုးရေးစကားအမုန်းကွဲမဲ့စကားကိုလုံးဝလက်မခံဘူးဘယ်သူပြောပြော မလာရုရှားရဲ့ပတ်မှုကြောင့်တရုတ်ကဟုတ်ကဲ့ပါကေဒရီစီနဲ့သတိပါသာရှိမှာပေါ့ဟုတ်သူအခုအချင်းချင်းရှိနေလို့ပဲအခုသူတို့တိုက်နေတာအတူတူတိုက်နေတာပဲလေအခု KIA နဲ့အခုဒီ TIA နဲ့ပေါင်းတိုက်နေတာပဲလေအဲ့တော့ကျွန်တော်ပြောတဲ့အတိုင်းပဲသူတို့ကနောက်ဆုံးလုံးစီရမရှိရင်သူတို့လာဆဲမယ်အဲ့ဒီစကလုံးတွေတက်ရေးမယ်သူတို့ဒါပဲလုပ်တတ်တာ သူတို့လည်းအဲ့ဒါလုံးမှထမင်းစားရတယ်ထင်ပါတယ်။နားလည်ပေးရမှာပေါ့ကျွန်တော်တို့ကစနစ်ကိုတော်လှန်နေတာเนาะဟောတင်းနေစီမိသားယူကြီးလက်စမ်းပြပြကျွန်တော်ပြောပြတာတလှိုင်းမေးတလှိုင်းလာမှာကိုယ်လည်းရောက်မှာမပူနေကျွန်တော်ပြောပြတာအိတ်နေကြလို့အလှည့်ရောက်လာမှာမပူနေရောက်လာမှာကျွန်တော်တို့မှတိုက်ပြင်းမှာလှုပ်စရာတွေအများကြီးမှအများကြီးလာမှာကိုယ်လည်းရောက်မှာအဲ့တော့အစင်းစစ်စောင့်နေပေါ့เนาะဖြစ်လာမှာပါ ုလက်တက်ဆန်းကျင်တယ်ဆိုရင်လည်းအခုအောင်နေတဲ့မြို့တွေမှာသွားပြီးလက်တက်ဆန်းလို့ရပါတယ်နော်အဲဟုတ်ပါတယ်ဟိုဘက်ကနေအတင်းကျပ်ပြန်ပို့လိုက်ရင်တော့ဒီဘက်ဒီဘက်ကအုပ်စုကတော့ဒါဒီမြောင်းလိုက်တော့အုပ်စုကတော့စစ်သားလောက်ခိုင်းမှာသူတို့လူလူနေတာလေအဲ့ဒါတော့ကျွန်တော်တို့ကြည့်ရှောင်အောင်ပါဘူးကြီးနေမျိုးစင်တို့ဒီအခုလက်ရှိ CDN လောက်ထားတဲ့ဘူကြီးပုံပူးတွေအားလုံးပေါ့နော် ဒုတိယဘူမူကြီးအစားပေါ့ကျွန်တော်ကတော့အပြည့်သူတော်လိုင်းကြီးဘက်တော်သားလူပဲအပြည့်ဝလက်ခံထားပါတယ်နော်ပုံကိုရေးမရှိရပါဘူးတို့သည်ပြည်သူနဲ့အတူပြည်သူတွေကဒီနေဦးတော်လိုင်းကြီးမှာပါကျင်လို့ဒီမိုကရေစီစနစ်ကြီးနဲ့စနစ်ပြောင်းတဲ့ဘက်အဲ့မှာပါကျင်လို့ကျွန်တော်တို့နဲ့အတူသသားတယ်သူတစ်ချက်ကိုတစ်ချက်ပါနော်တို့လည်းမသားတို့ကျွန်တော်တို့လည်းမသားဘူးအလုံးအတူတူပါကျွန်တော်ကတော့ ဘူကြီးနေမျိုးစင်တို့အပါဝင်စီလီယံလောက်ထားတဲ့ဘူကြီးပုံမှုဘူလေးပေါ့နော်ရဲဘော်ရက်စက်တာအားလုံးကိုကျွန်တော်တို့ရဲ့တော်လိုင်းညီကိုပေါင်းနမများဒန်းတူပဲလက်ခံပါတယ်နော်အဲ့တော့အဲ့ဒါကိုကျွန်တော်ကဒါအထူးမှရှင်းလုပ်ချင်ပါတယ်ဒါကြောင့်ဒီ DSC စင်တိုင်းလည်းမဟုတ်ပါဘူးပြည်သူဘက်ကရက်စီတဲ့ DSC တွေရှိနေပါသေးတယ်။ဒါလည်းကျွန်တော်တို့သိရမှာ 음 PV passport holder မှာမဟုတ်ဘူးဒါတွေကသူတို့ပွဲ PV ပြီးခြင်းမဟုတ်နောက်ဆိုရင် passport တော့ထုတ်ပေးမှာမဟုတ်ဘူးကျွန်တော်တို့ကျွန်တော်တို့ social kit ကအဲ့ဒါတွေဥနေဝင် kit က passport တော့မရဘူးအခုလေးစိတ်ကထွက်လို့ရတဲ့အချိန်မမြန်ထွက်ကြအချိန်တည်းသူ passport ကပိတ်လိုက်လိမ့်မယ်အဲ့မယုံမရှိနဲ့တကယ်လုံးပါအဲ့တော့ PVD PG တွေကျွန်တော်တို့လာပြီးတော့ဟိုလိုပြောမယ်ဇောရကမတက်ကြနဲ့သူ passport မထုတ်ပေးတော့ဘူးဆိုရင်ဘာမှလုပ်လို့မရဘူးအဲ့ဥနေဝင် kit မှာတကယ်လုံးခဲ့တာ